စကိုင်းလေးလိကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စီရင်ပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ်သတင်းအကြောင်းအရာကတော့မဟာတကြံကာလာသီလာပေတရားပွဲအခမ်းအနားစတင်ကျင်းပပြုလုပ်နေခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တိမီလာကဘာရေးစီရီတော်ကောဘကအဖွဲ့မှကြီးမှုကျင်းပတယ်မဟာတကြံကာလာသီလာပေတရားပွဲအခမ်းအနားကိုတော့ယမန်နေ့ဧပြီလ23ရက်တကြံအကျိုးနေ့မှစတင်ပြီး နနက်9နာရီခွဲတွင်တိရီမင်လာကဘာအေးစီတော်မှာကျင်းပပြုလုပ်နေတာပင်ဖြစ်ပါတယ်။ဆိုပါတိလာဘေးတရားပွဲကိုတော့အပရိသတ်အပေါင်းတို့ကနမောတသသုံးကျင်ယူဆိုက အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီးဆရာတော်ဗဒန္နာအဂါဓမလက်ထောက်မော်ကွန်ဒိနိုင်ငံတော်ပြည့်ရတိသာသနာတက္ကသိုလ်ဆရာတော်ထံမှနဝင်ကတိလာခံယူဆောက်တည်ခဲ့ကြပါတယ်။အဲဒီနောက်မှာတော့ဆရာတော်ဖရာအားလူပဲဝိထုပစ္စည်းများစက်ကလူရန်ခဲ့ပြီး လူဒန်းမှုအစူစူတို့အတွက်ရေဆက်သွန်းချအများပေးဝေခဲ့ကမနက်ပိုင်းခန္ဓာအစည်းအဝေးကိုဗုဒ္ဓသာသနာစီရင်တိတ်ထူ၃ချိန်ရွတ်ဆို၍အောင်မြင်စွာဆုတောင်းခဲ့ပါတယ်။တဆက်သေးမှာပဲမိုးလဲတနားရီအချိန်တွင်တရားဝဲချင်းမြင့်ခြင်းအခမ်းအနားကိုကျင်းပပြုလုပ်ရမှာအခမ်းအနားကိုတော့အစည်းအဝေးရှိရတဲ့အညီကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။တိရီမင်္ဂလာကဘာရေးစီတော်ကိုဘကအဖွဲ့ဝင်များအနေနဲ့ တကြံအကျိုးနေဧပြီလ23ရက်နေ့မှစတင်က23ရက်နေ့အထိ9ရက်တိုင်းတိုင်းတိလာဘေးတရားပွဲများကိုကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပြီးစတုဒီတာကျွမွေးလူရန်နာတွေကိုလည်းနေ့စဉ်တစ်နေ့တစ်မျိုးကျွမွေးလူရန်သွားမှလို့သိရပါဗျာတိမင်္ဂလာကပ္ပ ాయి စီတော်ဗနာတော်ရင်ကောပကအဖွဲ့ဝင်းမြင့်မှာအခုလိုပြောကြားခဲ့ပါဗျာ ဟုတ်ကဲ့ကျွန်တော်တို့နှစ်စဉ်နှစ်တိုင်းကျင်းပနေကြနှစ်ဦးမင်္ဂလာကျွန်တော်တို့ပြဉ္ညာအကျိုးနေ့ရနေပြီးတော့နှစ်ဆန်းတရနေ့ဒီ9ရက်တိုင်းတိုင်းကျွန်တော်တို့ဒီမှာအတရားပွဲတွေကျင်းပပြုလုပ်မှာဖြစ်ပါတယ်အလားတော့ကျွန်တော်တို့မနေ့9နာရီခွဲချိန်မှာတိလာပေးအတရားပွဲနဲ့နေ့လယ်10နာရီချိန်မှာတရားပွဲတွေကိုကျင်းပမှာဖြစ်ပါတယ်အဲတရက်မှာဆရာတော်တစ်ပါးနဲ့ဆရာတော်9ပါးပြင်ပြီးတော့ကျင်းပမှာဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့တနင်္ဂနွေနေ့ကြံအကျိုးနေ့ပေါ့နော်73ရက်4လ2025ရက်နေ့မှာပဋ္ဌာန္တဧကဓမ္မလက်ထောက်မိုကွန်သိန်းဆရာတော်ကနေပြီးတော့နာနဲ့9နာရီခွဲချိန်မှာတီလာပေးတရားချင်းမြင့်မှာဖြစ်ပြီးတော့အဲနေ့လေတနာရီမှာတော့တရားပွဲချင်းမြင့်မှာဖြစ်ပါတယ်တော့တနင်္လာနေ့ဖြစ်တဲ့ကြံအကျနေ့14ရက်4လ2025ရက်နေ့မှာတော့ဆရာတော်ဗဒ္ဒန္တကောတန်လမြေပုံဆရာတော်အေကမဟာတရမဇောတိက တစားဩဝါဒစရိယဆရာတော်ကနေပြီးတော့နန်းနဲ့9နာရီခွဲမှာတိလာပေးဝဲလုပ်ပြီးတော့နန်းနဲ့အဲနေ့လေတနားကြီးမှာတော့ကျွန်တော်တို့တရားပွဲကျင်းပမှာဖြစ်ပါတယ်။အင်္ဂါနေ့ဖြစ်တဲ့ကြံအကြက်နေ့မှာတော့15ရက်4လ2025ရက်နေ့မှာဗဒ္ဒန္တအာစရကတိကဆရာတော်ကနေပြီးတော့နန်းနဲ့9နာရီခွဲမှာတီလာပေးပွဲ လုပ်ပြီးတော့နေ့လေတနားကြီးမှာတော့တရားပွဲကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ကျွန်တော်တို့ဘိုးတော်ဦးနေ့ဖြစ်တဲ့ကြံအတက်နေ့ 16ရက်4လ2025ရက်နေ့မှာတော့ဗဒ္ဒနာဝါလာတက်ကဝီလာတက်ကနေပြီးတော့ကျွန်တော်တို့ဩဝါဒစရိယဆရာတော်ပါအဲအဲ့ဒါကနေပြီးတော့ကျွန်တော်တို့ဟိုနန်နဲ့9နာရီခွဲအချိန်မှာသီလာပေးပွဲကျင်းပပြုလို့မှာဖြစ်ပြီးတော့နေ့လယ်10နာရီအချိန်မှာတော့အတရားပွဲကျင်းပပြုလို့မှာဖြစ်ပါတယ်။နောက်ကြာပါပြီနေ့ဖြစ်တဲ့23ရက်နေ့မှာ18ရက်4လ2025ရက်နေ့မှာတော့ဗတ္တနာမစ်တေရ ကျွန်တော်ဩဝါဒစီရဆရာတော်ပါပဲအဲအဲ့ဆရာတော်ကနေပြီးတော့နန်းနဲ့9နိုင်ခွဲချိန်မှာသီလာပေးပွဲကျင်းပပြီးတော့နေ့လယ်တနာရီအချိန်မှာတော့တရားပွဲချင်းမြင်မှာဖြစ်ပါတယ်ကျွန်တော်9ရက်တိုင်းတိုင်းကျွန်တော်ဥပုပ်တယ်တွေနဲ့ကျွန်တော်စီစီကားကားကျွန်တော်နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်ခဲ့ပါတယ်ဒါကတော့ကျွန်တော်တို့အဲမြန်မာနိုင်ငံတော်ကြီးကာယယောဂအပေါင်းကပင်ဝေးဇေယံ၎င်းเนาะရင်းချမ်း ာယာကြစီရင်လည်းကောင်းကျွန်တော်တို့ရွယ်ပြီးတော့ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်ခင်ဗျာပြည်သားအနေနဲ့ကတော့ကျွန်တော်တို့ဒီနေ့မှာတော့ကျွန်တော်တို့မုံလုံးရေပေါ်နဲ့ကျွန်တော်တို့ဒီဥပုပ်တယ်တွေနဲ့ကျွန်တော်တို့ဒီကောပကဝန်ထမ်းတွေကိုကျွန်တော်ကျူးမွေးมาဖြစ်ပါတယ်နောက်ကျွန်တော်တို့နောက်ရက်တွေမှာတော့ကျွန်တော်တို့ပေါင်မိုးအိုးနိုးစန်းအဲနောက်တော့ကကျွန်တော်တို့ဖုန်းလက်ဆောင်အစသဖြင့်ကျွန်တော်တို့နေ့နေ့စဉ်နေ့တိုင်းမှာလည်းကျူးမွေးပွဲတွေရှိပါတယ်အဲ့ဒီအပြင်မှာကျွန်တော်တို့ဒီတရာပေါက်ပြီးတော့လာရောက်ပြီးလှူဒါန်းကြတဲ့စတုတီတာလှူဒါန်းပွဲတွေကလည်းကျွန်တော်တို့ ဘုရားကြီးတရားယဉ်ကျင်းတော်ပေါ်မှာဟာနေ့စဉ်နေ့တိုင်းအရှိနေမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့သီတိမင်္ဂလာကဘာကြီးဇေဒီတော်ကြီးအနေနဲ့ကျွန်တော်တို့ဇေဒီတော်ဂောဘကဗန္နာတော်ရင်ဂောဘကအဖွဲ့အကြီးမှုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးနေ့စဉ်နေ့တိုင်းတရားပွဲတွေကျွန်တော်တို့အကြံမှာဆိုလဲကျွန်တော်တို့5ရက်တိုင်တိုင်းကျင်းပပြီးတော့ကျွန်တော်ဝါတွင်းမှာလဲကျွန်တော်ဝါတွင်းအဖိဝါရှိရဲ့ဥပုပ်နေ့တွေတိုင်းမှာကျွန်တော်တို့ကျင်းပပြုလို့မရဖြစ်ပါတယ်အဲ့လိုကျင်းပပြုလို့ရတဲ့အတွက် အဲမြတ်စွာဘုရားရဲ့သာသနာတော်ကိုပြန်ပွားအောင်တစ်ဖက်တစ်လမ်းကနေပြီးတော့ဟောကုညီဆောင်ရွက်ရတဲ့နဲ့ကျွန်တော်အနေနဲ့တော့များစွာမှနှိမ့်ဆောင်အားရရှိမိပါတယ်ခင်ဗျာ